Hello မင်္ဂလာပါဒီနေ့မှာတော့လေဒီချေက graphite green လေးတွေအတွက်စသိုးကိန်းနဲ့ပတ်သက်ပြီးတော့မှမေခွန်းလေးတစ်ပုဒ်ကိုပြင်ထားပေးပါရစေ။အဲ့တော့ချေဒီတင်ကန်းစာကိုတင်ပေးရတဲ့ target လေးကဘာလဲဆိုတော့လေကလေးတို့ဒီချေကဘာတွေသိစီချင်လဲဆိုတော့စသိုးကိန်းနဲ့ပတ်သက်ပြီးတော့မှ concept တချို့ကိုသိပြီးသွားတဲ့အချိန်မှာအဲ့ဒီ concept ကိုသုံးပြီးတော့မှမေခွန်းလေးတွေကိုဘယ်လိုစီစဉ်ထားလဲဆိုတာကိုသိစီချင်တယ်။မေခွန်းရဲ့အထာလေးတွေကိုချေသိစီချင်တယ်။နောက်ပြီးတော့ရင်ကလေးတို့သိထားပြီးတာ concept ကိုသုံးပြီးတော့မှ အဖြေရအောင်ဘလို့ချင်းကပ်မလဲအဖြေကိုစဉ်းစားတဲ့အခါမှာဘလို့အထိဘလို့အချက်လက်တွေရအောင်သုံးသပ်နိုင်မလဲဆိုတဲ့အချက်လက်တွေကိုကလေးတို့ကနားလည်စေခြင်းနဲ့အဲ့တော့ချက်နဲ့တူတခြားလိုက်ပြီးတော့မှစဉ်းစားပြပါအောင်เนาะအဲ့တော့ဒီမင်းခွန်လေးကိုမတွက်ခင်မှာကလေးတို့ပြင်ထားရမယ့်ချက်တွေရှိရဲ့အဲ့ဒါဘာလဲဆိုတော့ကလေးတို့ကစတိုးကိန်းလေးတွေကိုကလေးတို့ရှာတက်ရမယ်သူနဲ့ပတ်သက်တဲ့ concept တချို့ကိုလည်းကလေးတို့သိနေရမယ်အဲ့တော့အဲ့လိုသိဖို့အတွက်ကိုဒီချက်ကရှေ့မှာဆိုရင်ဗီဒီယိုဖိုင်လေးတစ်ခုလုပ်ပေးထားတယ်အဲ့ဒါလေးတွေကိုပြန်ကြည့်ပြီးတော့မှ ဒီဗီဒီယိုဖိုင်ကိုပြန်လာကြည့်လဲအဆင်ပြေတယ်။ဒါမှမဟုတ်ရင်လည်းဒီချက်ကတစ်ခါတည်းဒီမှာပဲ recall လေးတစ်ခုပြန်လုပ်ပေးထားရတယ်ပေါ့နော်။အဲ့တော့အရင်ဆုံးဒီချက်ကဆက်လုပ်ကိနဲ့ပတ်သက်ပြီးတော့မှပြန်ပြီးနှွှေးပေးမယ်ပေါ့။အဲ့တော့ဒီမှာဆိုရင်ဒီချက်ကဇာတ်ကွက်လေးတစ်ခုပေးထားတယ်။အဲ့ဒီဇာတ်ကွက်လေးထဲမှာကဏန်းကတစ်ကနေဘယ်လောက်ထိရှိလဲဆိုတော့တရာထိရှိရယ်အဲ့တစ်ကနေတရာဂျားထဲမှာရှိရယ်၄ရက်စတိုးကိန်းမျိုးဒီချက်ရှာပြမယ်အဲ့တော့၄ရက်စတိုးကိန်းလို့ဒီချက်ကပြောတယ်เนาะ လေးရဆတိုးကိန်းဆိုတာဘလို့ကိန်းတွေကိုပြောရလဲလို့ပြောရင်ဒီချေတို့လေးကိုကိန်းပြည့်တစ်ခုနဲ့လာပြီး sorry အပြည့်ကိန်းတစ်ခုနဲ့လာပြီးမြှောက်တဲ့အခါမှာချေတို့လေးတက်လီလေးဆိုပြီးတော့မှရတယ်အဲ့ဒီခါမှာရလာတဲ့မြှောက်လက်ကလေးတွေကိုလေးရဆတိုးကိန်းဆိုပြီးတော့မှပြောတယ်ဒါဆိုရင်လေးကိုအပြည့်ကိန်းတစ်ခုဖြစ်တဲ့နှစ်နဲ့လာပြီးတော့မှမြှောက်မယ်ဒါဆိုရင်ချေတို့ဘယ်လောက်ရမလဲဆိုရင်လေးနဲ့လီ၈ဆိုပြီးတော့မှရတယ် ဒါဆိုရင်ခြေတို့ကရလာတဲ့မြောက်လက်ဖြစ်တဲ့ရှစ်ကလည်း၄ရက်စတိုးကိမ်းမယ်ပေါ့အဲ့တော့ဒီရက်အသွာလာလေးကိုဒီခြေတို့ကြည့်လိုက်တဲ့အခါမှာဆိုရင်ဒါလေးကခြေတို့ ရင်တော့ငါဆိုရင်ငငယ်လေးကကြက်ရတယ်လေးအလီနဲ့တို့ရဲဆိုမှချေတို့ကပြောတယ်ဆိုတော့ကလေးတို့ကဒါဆိုရင်အလီလေးတွေကိုရတယ်ဆိုရင်လေးရဲ့စတိုကင်းလေးကိုရတယ်လို့သတ်မှတ်လို့ရတယ်နော်အဲ့တော့ကလေးတို့ကဘယ်အလီထိကြက်ထားရလဲဆိုတော့ချေတို့က40လီ40အထိရတယ်ကလေးရှိရယ်50လီ48အထိရတယ်ကလေးရှိရယ်ဆိုတော့ဒီချေကလေးရဲ့စတိုကင်းကိုပြောပါလို့ပြောတချို့ကလေးတွေက40အထိဖြည့်ရယ်ချို့ကလေးတွေက48အထိဖြည့်ရယ်အဲ့တော့ဒီမှာလဲဒီချေက ်ကလေးတို့ပြောလိုက်တယ်ဒါဆိုရင်ဒီဇာခွက်မှာဆိုရင်၄ရက်ဆတိုးကင်းလေးတွေဝိုင်းလာခဲ့လို့ပြောရင်ကလေးတို့ကဒီမှာ၄၅လီ၂၀ထိရှိသွားပြီဆိုတော့၄၆လီ၂၄၄၇လီ၂၈၄၈ရှစ်ဒီဆိုရင်ချဲတော့၃၀၄၉လီ၃၆၄၀လီ၄၀၄၁လီဘယ်လောက်လဲဆို၄၄၄၂လီ၄၈ဆိုကလေးတို့ကရက်သွားရော မှန်တော့ဒီမှာခြေတို့ထက်ပြီးတော့มาရှာလို့ရတယ်လीเนาะလေးလေးကို73စတိုးလိုက်လေရလေးကို74စတိုးလိုက်လေရအများကြီးကြံသေးတယ်ဒီမှာထက်ပြီးတော့มาရှာရမယ်เนาะဆိုတော့တီချဲကဒီမှာပေးထားတဲ့ဇာကွက်ကတက်ကနေ100အတွင်းပေးထားတာလीတက်ကနေ1000ဆိုရင်ရောလေးရစတိုးကိန်းเนี่ยပို့ပြီးများလာမှာပေါ့ဒါဆိုရင်တက်ကနေ1000ဆိုရင်ရောအများကြီးပဲစတိုးကိန်းเนี่ยအများကြီးရှာလို့ရတယ်เนาะခရီးတို့လိုချင်တဲ့ ကနန်းရဲ့ဒီလေးရဲ့လိုရှင်နဲ့အစပေါင်းအများကြီးကလေးတို့ရှာလို့ရတယ်။ကလေးတို့အဲ့ concept ကိုတော့သဘောပေါက်ထားရမယ်နော်။ ဆိုတော့လေးရဆတိုကင်းလို့ပြောလိုက်ရင် အများကြီးရှိတယ်ဆိုတာကိုကလေးတို့ကသိထားရမယ်ဒီမှာတော့ဒီချေကတက်ကနေတရားအတွင်းလေးကိုပဲပြင်ထားတာဒါဆိုရင်ဆတိုကင်းနဲ့ပတ်သက်ပြီးတော့မှကလေးတို့ကသဘောပေါက်သွားမယ်လို့ထင်တယ်ပြီးတော့အဲဒီချေဒီမှာ green လေးခတ်ထားတဲ့ကင်းတွေအာလေးရဆတိုကင်းနေနော်အဲ့ဒီလေးရဆတိုကင်းမှန်တမျှလေးနဲ့ပြန်စားကြည့်လိုက်အပြက်စားနိုင်တာကိုလည်းတွေ့ရတယ်ဒါသူ့ရဲ့ဂုံချက်တီတစ်ချက်နောက်ပြီးတော့အဲ့ဒီလေးရကိုတုံညနဲ့မြောက်လိုက်ရင်လေးတုံညလीတုံညဖြစ်တာဖြစ်တဲ့အတွက်တုံညကိုလည်းလေးရဆတိုကင်းလို့တတ်မှတ် တ်လို့ရတယ်။တုံညကတော့ဂိမ်းအားလုံးရဲ့စတိုဂိမ်းဖြစ်တယ်ဆိုတာကိုတော့သိထားရမယ်နော်။ဒီပါဆိုရင်တုံညကလည်း၄ရဲ့စတိုဂိမ်းပဲဆိုတာကိုသိထားရမယ်။အဲ့တော့ဒီမှာကတော့ဇာကွက်မှာတော့တခြားတုံညမပါဘူးနေနော်။ဒါပေမဲ့တုံညကလည်း၄ရဲ့စတိုဂိမ်းဆိုတာကလေးတို့သိထားရမယ်။ဒါဆိုရင်တခြားတို့၅ရဲ့စတိုဂိမ်းဆိုလည်းလွယ်လွယ်လေးလေးရှာလို့ရတယ်ငါ။ဒီတော့ဘယ်လောက်ဖြစ်မှာ30 30ပြီးရင်ဒီမှာ25 20ပြီးတော့ဒီမှာအများကြီးပဲ25 30 35 40 45 50ခလေးတို့အများကြီးရှာလို့ရတယ် ဒါဆိုရင်ကလေးတို့စတဲ့ခင်ရဲ့သဘောတရားကိုနားလည်မယ်လို့ထင်ပါတယ်။ဒါဆိုရင်နားလည်သွားရင်တော့ Okay ဒါဆိုဒီချေတို့ခုနကမိခွန်လေးနဲ့ပြန်ချိန်ပြီးတော့တူတူလေးလာကြည့်အောင်။စိုင်းတစိုင်းမှာတဲ့။ပန်းတစ်တော်ဒီကို၃လုံးစီထုတ်တယ်။ပန်းသီးကိုကြတော့၄လုံးစီထုတ်ဖို့ရောင်းချတယ်တဲ့။ပန်းသီးနဲ့ပန်းသစ်တော်သီးကိုအရေအတွက်အတူတူဝယ်ချင်တယ်ဆိုရင်ပန်းသီးအိတ်ဘလောက်ဝယ်ရမလဲပန်းသစ်တော်ဒီအိတ်ဘလောက်ဝယ်ရမလဲဆိုပြီးသူကမေးထားတယ် အဲ့တော့အရင်ဆုံးကလေးတို့ကမင်းခွန်းကိုနားလည်အောင်ဖတ်ပါတီချဲကတော့ဒီမှာ highlight လေးပြထားတယ်ချဲနဲ့တူတူလိုက်ပြီးတော့မှစဉ်းစားကြည့်မယ်နော်ပန်းတစ်တော်ဒီကိုဘယ်နှလုံးစီထုတ်มาလဲဆိုတော့၃လုံးစီထုတ်มาအဲ့တော့ကလေးတို့ပို့ပြီးတော့မြင်သာအောင်လို့ဒီချေကအောက်မှာပုံလေးနဲ့ပြထားတယ်အစိမ်းရောင်လေးနော်ဘန်းတစ်တော်ဒီကိုတစ်ခါထုတ်ရင်၃လုံးစီထုတ်မယ်ပန်းတီကိုကြတော့တအိတ်ထဲမှာတစ်ခါထုတ်ရင်ဘယ်နှလုံးစီထုတ်မလဲဆိုရင်၄လုံးစီထုတ်မယ် ဲ့တော့ပန်းသီးနဲ့ပန်းတစ်တော်ကြီးကို तू ကအရေးအတွက်အတူတူ sorry အရေးအတွက်အတူတူ तू ကဝဲခြင်းနဲ့တဲ့ဒါဆိုရင်တဲ့ပန်းသီးအိတ်ဗနအိတ်နဲ့ပန်းတစ်တော်ကြီးအိတ်ဗနအိတ်ဝဲယူနိုင်မလဲဆိုပြီးမေးထားတယ်အဲ့ဒီမှာဒီအချက်လေးကအရန်ကိုအရေးကြီးပါတယ်။အရေးအတွက်တူညီစွာဝယ်ယူခြင်းနဲ့တဲ့။နော်ဒီအချက်လေးကတကယ်ကိုရေးပါတယ်။ပန်းသီးနဲ့တစ်ပန်းတစ်တော်ဒီကိုအရေးအတွက်အတူတူဝယ်ခြင်းနဲ့ဆိုရင်ပန်းဒီအိတ်ကဘယ်နှအိတ်ဝယ်ရမလဲ။ပန်းတစ်တော်ဒီအိတ်ကဘယ်နှအိတ်ဝယ်ယူနိုင်လဲဆိုပြီးမေးတယ်။ အရေအတွက်တူရမယ်နော်ခလေးတို့ကသူကဘယ်နှလုံးလို့မမေးဘူးဘယ်နှလုံးဖြစ်ရမယ်လို့မပြောဘူးခလေးတို့ဝယ်လာတဲ့ပန်းတီးနဲ့ပန်းတစ်တော်ဒီအရေအတွက်ကတူနေတူနေရင်ရပြီဆိုတော့ချဲတို့စဉ်းစားကြည့်လိုက်တော့လေဘယ်နှလုံးဖြစ်ရင်ရပြီလဲဆိုတော့သူမပြောထားဘူးဆိုတော့အခါကျတော့ခလေးတို့ကဝယ်လာတဲ့အခါမှာပန်းတစ်တော်ဒီကိုတူအောင်တော့ဝယ်ပေးရမယ်နည်းနည်းဝယ်လဲရတယ်အများကြီးဝယ်လဲရတယ်ဒါဆိုရင်အဖြေကတမျိုးထက်တော့မဖြစ်နိုင်တော့အဖြေကအများကြီးဖြစ်နိုင်သွားပြီ ဆိုတော့ပြီးတော့တချေကစဉ်းစားကြည့်လိုက်တော့လေအိတ်ကလေးနဲ့ဝယ်ရမှာဆိုတော့တချေကအိတ်ကအရေအတွက်ကိုတူစရာမလိုအဓိကတူရမှာကချေတို့ဘာတူရမလဲလို့ပြောရင်အသီးအရေအတွက်တွေတူရမယ်ဝယ်လာတဲ့ပန်းတီးကလည်းတူရမယ်ပန်းတစ်တော်တီးကလည်းတူရမယ်အိတ်အရေအတွက်တူစရာမလိုဒါပေမဲ့အိတ်အိတ်ချင်းစီမှာတော့လေပါနေတဲ့အလုံးရေအတွက်ကလည်းမတူဘူးဒါဆိုတချေကအရင်ဆုံးပန်းတီးတအိတ်မှာ ဘယ်နှလုံးပါလဲနှစ်အိတ်ဆိုရင်ဘယ်နှလုံးပါမလဲတချက်တဆင့်ပြီးတဆင့်ချင်းစီစဉ်းစားသွားမယ်အဲ့တော့အောက်ကဇရာကွက်လေးမှာတော့တချက်ကကြိုပြီးတော့ဖြည့်ထားလိုက်တယ်เนาะဒီမှာအိတ်အရေးအတွက်ကတအိတ်လို့ပေးထားတယ်တကယ်လို့ဒါပန်းတစ်တော်ဒီကတအိတ်မှာ၃လုံးစီထည့်ပါလိမ့်เนาะတအိတ်မှာဆိုရင်ပန်းတစ်တော်ဒီက၃လုံးပါလိမ့်မယ်ဒါဆိုရင်တအိတ်မှာ၃လုံးဆိုရင်နှစ်အိတ်ဆိုရင်ဘယ်နှလုံးဖြစ်မှာလဲဆိုတော့ဟောဒီမှာ၆လုံးဖြစ်မယ်เนาะနှစ်အိတ်ဆိုရင်၆လုံးဖြစ်မယ်၃အိတ်ဆိုရင်ဟောတအိတ်မှာ၃လုံး 3 8ဆိုတော့33နီး98ဖြစ်မှာပေါ့เนาะဒါဆိုရင်ဒီမှာဟုတ်ပြီ4 8ဆိုရင်ဟော4 8ဆိုရင်3 4 4 12 12 8ဖြစ်မယ်ဒါဆိုဒီမှာ5 8 5 8ဆိုရင်3 9 4 5အဲ့လိုနဲ့ချေလို့ဒီလိုလေးစဉ်းစားသွားမယ်ဒါဆို9 8 ठी ပဲဒီချေကစဉ်းစားထားတာ8ရေအတွက်9 8ဆိုရင်တော့ချေတို့ပန်းတက်တော်ဒီရေတော်က22လုံးပါမ ဒါကဒီချက်ခုနအိတ်ထိပဲစဉ်းစားထားတာနော်ကလေးတို့ကအဲ့ဒါကိုသိဖို့လိုမယ်အိတ်တွေကအများကြီးစဉ်းစားလို့ရသေးတယ်ဆိုတာကိုသိနေရမယ်ဒီမှာတော့ဒီချက်ခုနအိတ်ထိကိုအရင်ဆုံးစဉ်းစားလိုက်တယ်ပေါ့โอเคဒါဆိုရင်ပန်းတီးရရောရှေတို့စဉ်းစားတဲ့အခါမှာတအိတ်မှာ၄လုံးဒါဆိုရင်ဒီချက်တို့2အိတ်ဆိုရင်ဒီမှာ8လုံးဖြစ်မယ်3အိတ်ဆိုရင်12လုံး4အိတ်ဆိုရင်16လုံး5အိတ်ဆိုရင်20 6အိတ်ဆိုရင်24လုံးဖြစ်မှာပေါ့4 6လေး24 9အိတ်ဆိုရင်9လေး28ဖြစ်မှာခလေးတို့ဒါကိုသိထားဖို့လိုတယ်ဒါဆိုရင်ဒီချက်က ပန်းသီးနဲ့တက်တော်ဒီကအရေးအတွက်တူရင်ရပြီဒီမှာနော်ဒါလေးအရေးအတွက်တူရင်ရပြီဆိုရင်ခြေရောအရေးအတွက်ကဘလို့တူရင်ဘလို့ဘဲချိန်မှာတူနိုင်မလဲဆိုတော့ဒီမှာကြည့်ပါဦးဒီမှာပန်းတက်တော်က၄အိတ်ဆိုရင်ခြေရောဒီမှာ၁၂လုံးရဒါဆိုရင်ပန်းတီးရအောင်ဒီမှာလည်း၁၂လုံးရတဲ့အနေထားရှိတယ်ဘယ်နှအိတ်ဝင်ရင်လဲဆို၃အိတ်ပန်းတီး၃အိတ်ဝင်ရင်တော့ န်တီရေတော့ကဆက်နှလုံးပါလာနိုင်တယ်။အော်ဒါဆိုရင်ဒီချဲတို့ရေတွေ့အတူတူဝဲလို့ရတယ်။နီလန်းလေးကိုတွေ့သွားပြီ။ပထမနီလန်းလေးကိုချဲရလိုက်ပြီ။ပထမနီလန်းလေးကဘာဖြစ်မလဲဆိုတော့ဒီမှာကြည့်ပါဦး။ပထမနီလန်းလေးကပန်တစ်တော်အရေတွက်က၄ဝယ်ရင်ဆက်နှလုံးရတယ်။ပန်တီအရေတွက်ကကြတော့၃ဝယ်လိုက်ရင်ဆက်နှလုံးရတယ်။ဒါဆိုရင်ဒီအဖြစ်လေးကလက်ခံလို့ရတယ်။ဘာလို့လဲဆိုတော့ तू က ပန်းတီးနဲ့တက်တော်ဒီကိုဒီမှာကြည့်ပါအောင်ဒီမှာမင်းခွန်းလေးမှာပြန်ကြည့်အောင်လေပန်းတီးနဲ့တက်တော်ဒီကိုသူကအရင်အတွက်ဘာဖြစ်ချင်တာလဲလို့ပြောတူညီစွာဝဲချင်တယ်ဆိုဒီမှာအရင်အတွက်တူတာပဲဒါပေမဲ့ပန်းတီးကခြေရိုးဆက်နှလုံးပန်းတက်တော်ဒီကလည်းပန်းတက်တော်ဒီကလည်းဆက်နှလုံးပဲအိတ်တီးကတော့မတူဘူးဒါပေမဲ့ဒီဖီကလက်ခံလို့ရတယ်အဲ့ဆိုရင်ခြေကပန်းပန်းတီး၃အိတ်ဝယ်မယ်ပန်းတက်တော်ဒီက၄အိတ်ဝယ်မယ်လို့ခြေစဉ်းစားလိုက်တယ်ပေါ့ဒါပေမဲ့ခရီးတို့တခြားစဉ်းစားခိုင်းတာတခုရှိရနေနော် ဒါက9 8အတွက်ပဲစဉ်းစားထားတာ8တွေအများကြီးထက်ပြီးတော့စဉ်းစားလို့ရသေးတယ်။ဒါဆိုရင်လည်းပန်းသီးတွေကအရေအတွက်တူညီစွာဝင်နိုင်မဲ့နီးလန်းနေရတယ်ရှိအောင်ပါကလေးတို့ရဲ့။အဲ့တော့ဒီချေကနောက်ထပ်ပန်းသီးတွေပူဝယ်လို့ရတဲ့နီးလန်းတွေရှိမလားဆိုပြီးတော့ဒီချေကထက်ရှာခြင်း ਨੇ ။ဒါဆိုရင်ဒီချေတို့ဒီလိုမျိုး9အဲ98နဲ့စဉ်းစားရင်တော့တချို့ဒီလောက်နဲ့တင်ဖြည့်ထွက်တယ်ပေါ့တကယ်လို့ဒါချေကအများကြီး8ဒီအများကြီးနဲ့ထည့်လိုက်မယ်ဆိုရင်တော့စဉ်းစားနေတဲ့နီလန်းရှိလားဆိုပြီးဒီချေသုံးသက်ကြည့်မယ် တော့ဒီမှာဒီထက်ပြန်စဉ်းစားကြည့်ရတော့ပန်းတစ်တော်အေးတော့ကဒီမှာ3 3ပြီးရင်6ဆိုတော့ဒါ3နဲ့6ပြီးရင်3 3လီ9 3နဲ့7နဲ့ဆိုတော့ဒီပန်းတစ်တော်အေးတော့ကဒါ၄ကုံလုံးက3ရဲ့စတုတ်ကိန်းနေဖြစ်နေဒီမှာလဲပန်းဒီအေးအတွက်ပန်းဒီအေးအတွက်ကလည်း၄တက်လီ၄၄နဲ့၄ဆိုတော့ဒါကလည်း၄ရဲ့စတုတ်ကိန်းနေပဲဒါဆိုရင်ဒီချက်က3ရဲ့စတုတ်ကိန်းနဲ့၄ရဲ့စတုတ်ကိန်းကိုဒီချက်အရင်ရှာလိုက်မယ် ရင်ရှာပြီးတော့မှသူတို့နှစ်ခုထဲမှာဘုံပါနေတဲ့ဂိမ်းတွေတစ်ချက်ဒီမှာလေးတွေ့လာ။နောက်ဒီမှာ၁၂တောင်ဘုံပါနေရဲဆိုတော့နောက်ထပ်ဘယ်ဂိမ်းတွေဘုံပါနေလဲဆိုတာတို့ချင်းစဉ်းစားလိုက်မယ်ဆိုရင်ချေကဒီနီလန်းလေးတစ်ခုမကပဲနဲ့နောက်ထပ်အဖြေတွေအများကြီးရနိုင်တယ်။ဒါဆိုရင်ဒီမင်းကွန်းကအဖြေတစ်ခုလည်းမကတော့ဘူး။အများကြီးဖြစ်နိုင်တယ်ဆိုတာကလေးတို့သိထားရမယ်။ခုနကဒီချက်ဇာကွက်မှာပြသူလိုပဲလीနော်။ဒီချက်ကလေးရဲ့စတိုကင်းဆိုတစ်ကနေတရာအထိပဲရှာတာ။တကယ်လို့လားတစ်ကနေတထောင်ထိဆိုရင်လည်းဖြီးတွေကအများကြီးဖြစ်လာမှာ။ဒါလည်းတူလို့ဒီတဘောတရာအတိုင်းပဲဒီမှာဒီချက်ခုနကအဲ့ထိပဲစဉ်းစားထားတာ။ ခုနှစ်အိတ်ထိဂျာထဲမှာဆိုရင်ဒီချေတို့အတူတူဝယ်လို့ရတဲ့နီလန်းကချေတို့၁၂လုံးတူပါတယ်တွေ့လားအဲဆိုရင်ဒီမှာပန်းဒီ၃အိတ်နဲ့ပန်းဒစ်တော်ကြီး၄အိတ်ဝယ်လိုက်ရင်တူပါနိုင်တဲ့နီလန်းကဒီမှာ၁၂လုံးတူပါနိုင်တယ်ဆိုပြီးမှတစ်ခုရရတယ်နောက်ထပ်အဲပန်းဒစ်တော်ကြီးအများကြီးဝယ်လို့ရသေးလား အရေးအတွက်တူတူနဲ့အများကြီးထက်ဝယ်လို့ရရနိုင်တဲ့နည်းလမ်းရှိသေးလားလို့ပြောရင်ချက်ကသူတို့နှစ်ခုလုံးရဲ့စတိုးကိန်းတွေကိုအရင်ရှာလိုက်ပြီးတော့မှအဲ့ဒီကဘုံပါနေတဲ့ကိန်းကိုရေးလိုက်မယ်အဲ့ဒါဆိုရင်ပို့ပြီးတော့အဆင်ပြေနိုင်တယ် okay ဒါဆိုရင်ဒီချက်ဒီမှာစတိုးကိန်းတွေတသက်ပြန်ပြီးတော့မှစဉ်းစားလိုက်မယ်ဒါဆိုရင်ဒီချက်ခုနအများကြီး remind လုပ်တယ်နော်အဲတုံးရစတိုကိန်းမှာတချို့တုံညပါတယ်ဆိုတာပြောထားတယ်။ဒါဆိုရင်တချို့ကစတိုကိန်းကိုအလီအလီလေးနဲ့စဉ်းစားလိုက်မယ်ဆိုတော့3.3 3.6 ချဲအဲ့ဒီစဉ်းစားလိုက်ပြီဒါဆို၄ရက်စတိုးခဲ့တုံညပါတယ်နော်မမေ့ပါနဲ့၄တက်လီလေး၄နက်လီ၈၄သုံးလီ၁၁၄လီလီ၁၆၄ငါးလီ၂၀အဲ့ဒါ ၄၆၄၂၄၄၇၄၂၈အဲ့လိုနဲ့တရားစဉ်းစားလိုက်တဲ့အခါမှာဆိုရင်တူညီနိုင်တဲ့နည်းလမ်းနေเนาะအဲ့တော့ပုံစံတိုကင်းလေးတွေကိုအရင်ရှာလိုက်မယ်၃ရက်စတိုကင်းနဲ့ဖြစ်ပြီးတော့မှ၄ရက်စတိုကင်းနဲ့ဖြစ်တဲ့ဂိမ်းတွေကိုရှာပါဆိုတော့ဒါပုံစံတိုကင်းကိုပြောတာဆိုတော့ဒီမှာကြည့်ပါအောင်တရားစဉ်းစားလိုက်တော့တူတဲ့ဂိမ်းတွေက၃ညเนาะနောက်ပြီးတော့ဒီမှာဗာလဲတူတယ်ဆိုဒီမှာတွေ့လားဆက်နှဲဆိုတော့ဒီချေခုနာတော့ကစဉ်းစားထားတဲ့အဖြေလေးနဲ့တွားတူနေရတယ်เนาะအဲ့တော့ပန်းတစ်တော်တရားဆက်နှလုံးအဲနောက်ပြီးတော့ရင်ပန်းတရားလည်းဆက်နှလုံးဆိုတူသွားနိုင်တယ်ဒါဆိုရင်နောက်ထပ် အရေးအတွက်အတူတူဝယ်လို့ရတဲ့နည်းလမ်းတွေကဘာတွေရှိနိုင်အောင်မလဲကြည့်လိုက်တော့ဒီမှာတွေ့လားဒီလားတစ်ချက်24ဒါဆိုရင်24လုံးအရေးအတွက်အဲတမျိုးကို24လုံး24လုံးတူအောင်ဝယ်လိုက်လို့ရတယ်ဒါဆို8တရာပုံများလာမှာเนาะအဲ့ဆိုရင်ခြေတို့ကရသွားပြီဒါဆိုရင်ခြေတို့ ြင်လေးထုတ်လိုက်တော့မယ်เนาะဒါဆိုရင်3ရက်စတိုးဂိမ်းလည်းဖြစ်ပြီး4ရက်စတိုးဂိမ်းလည်းဖြစ်တဲ့ဂိမ်းတွေကိုရှာပါလို့ပြောရင်3ညရယ်7ရယ်24ရယ်ရှိရယ်ဒီမှာဒီချက်အဆက်လေးတွေခြားထားပြီးရယ်အဲ့ဒါကထပ်ပြီးတော့မှရှိနိုင်လေးရယ်ဆိုတော့အများကြီးထပ်ဝယ်လို့ရသေးတယ် เนาะအဲ့တော့ကလေးတို့သိထားရမှာကဒီမေခွန်းလေးရဲ့အဖေကနီလန်တစ်ခုအဖေတစ်ခုတည်းတော့မဖြစ်နိုင်အောင်အများကြီးဖြစ်နိုင်တယ်เนาะဒါဆိုရင်ခုနကတော့ငါတော့တကယ်ခုနကတော့ငါအဖေကိုပြန်ပြီးတော့မှသုံးတက်မယ်ဆိုရင်ပန်းတီးနဲ့ပန်းတစ်တော်ဒီအရေအတွက်ကိုအတူတူဝယ်လို့ရတဲ့နီလန်ကဒီမှာ၁၂လုံးချင်းစီတူအောင်ဝယ်လို့လည်းရသလိုဒီမှာကြည့်ပါအောင်၂၄လုံးစီဝယ်လို့လည်းရတယ်ဒါဆိုရင်နောက်ထပ်ကဘာတွေဖြစ်နိုင်အောင်လဲအဖေဒီကတစ်ခုထက်မကဒါဆိုအဲ့ဒီအများကြီးဝယ်လို့ရတယ်เนาะအဲဆိုတော့အဲဒါပေမဲ့ကလေးတို့သိထားမှာဟာ အဖြေကတခုတည်းမဟုတ်ဘူးဆိုတာကိုကလေးကသိထားရမယ်ဆိုရင်ချက်ချင်းနဲ့ပါတယ်အဲ့တော့ဒီမှာဆိုရင်နောက်ထပ်လေးဝက်ချက်လေးတခုကဒီမှာ၃ည7 24ဆိုတော့ဒါလေးကဒီမှာ short cut လေးနဲ့စဉ်းစားမယ်ဆိုနောက်ထပ်ဝင်လို့ရတဲ့နီးလန်းက7အလီလေးနဲ့သွားလိုက်ရင်လည်းအဆင်ပြေဒီမှာတစ်ချက်တစ်ခါလည်းပြပေးလိုက်မယ်နော်ဒါဆိုရင်7 24ဆိုရင်ဒီဟာလေးက7အလီလေးနဲ့စဉ်းစားလိုက်လေရတယ်7တလီ7 7နဲ့လေး24 7 3လေး36 7 4လေး48 7 5လေး60ဆိုပြီးတော့မှ အတူတူဝယ်လို့ရတယ်အသီးလေးတွေကိုအတူတူဝယ်လို့ရတယ်အရေအတွက်တွေကအများကြီးကြံသေးတယ်ဆိုတာကို clear clear တော့ဒီမှာနားလည်ရမယ်နော်အဲဆက်နှစ်အလီလေးနဲ့စဉ်းစားသွားရင်ထပ်ပြီးတော့မှအများကြီးထပ်ရမှာပေါ့နော်အဲ့တော့တေချာလေးလိုက်တွေ့ပေးပါတေချာလေးစဉ်းစားပေးပါအဖြေကနီလန်းအဖြေတစ်ခုတည်းမရှိဘူးဆိုတာကို clear လို့သိစေချင်ပါတယ် thank you ပါ